Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ရဲ့ဘွားရဲ့တနေ့တာလေးကိုဘယ်လိုကြောင်းရမလဲစမလဲဆိုတော့အခုကျွန်တော်တို့နိုင်ငံမှာဖြစ်ပြနေတဲ့ငလျင်တွေကြားထဲမှာလှုပ်ရှားယိုကနေတဲ့လူတွေရဲ့ဘဝနေပဲစရပြောရအောင်ကျွန်တော်တို့လည်းစိတ်မကောင်းကြရသေးဒီလိုကြီးတော့တက်ပြီးတော့မပြောချင်ဘူးဒါပေမဲ့လည်းကျွန်တော်တို့လည်းပြောမှရမယ်နိုင်ငံတကာလာကူညီတယ်ဆိုတော့အတီးနဲ့ ကျွန်တော်တို့တွေလည်းရှောင်ပြီးတော့နေလို့တော့အဆင်မပြေဘူးကျွန်တော်တို့တွေလည်းခွန်အားဖြစ်စေချင်ပါတယ်အခုကျွန်တော်တို့တွေလုံနေရတဲ့အလုပ်တွေနဲ့ကျွန်တော်တို့တွေနိုင်ငံတွေမှာဖြစ်နေတဲ့အရာတွေနဲ့ကျွန်တော်တို့တွေလည်းဘလို့မှဒီတန်းနိုင်တဲ့ဘက်လေးကိုတော့မှလှည့်ပြီးတော့မကူညီနိုင်တော့မဟုတ်ဘူးကျွန်တော်တို့30နာရီ50နာရီ100နာရီ1000နာရီလေးတော့ကျွန်တော်တို့လည်းလူတစ်ယောက်ရဲ့ရဲ့ဘလို့ပြောမလဲစားတော့စရိတ်လေးတော့ကိုတက်နိုင်လို့လူတန်းပေးပါတယ်လို့ ဘလိုတွေတော့မဖြစ်ပြနေရလဲဆိုတော့ကျွန်တော်တို့ရဲ့တနေ့တော့ဖြတ်တန်းရတဲ့အချိန်မှာကျွန်တော်တို့တွေ့ရတဲ့ဒီလောက်ကျွန်တော်ပြန်ပြောပြရရင်တော့ကျွန်တော်တို့တွေအခုဖြစ်နေတဲ့ပြဿနာတွေအကုန်လုံးရဲ့ကြားထဲမှာဒီလိုကက်ဆိုးကြီးတွေနဲ့ဒီလိုပုံစံကြီးတွေလာပြီးတော့ဖြစ်နေတဲ့အရာတွေအကုန်လုံးဟာအခုကျွန်တော်တို့ဘလိုမြင်ရလဲဆိုတော့ကျွန်တော်တို့တွေရဲ့ဒုက္ခပုံမှာဒုက္ခတွေထပ်ထပ်ပြီးတော့မှ လေပင်းတော်မှာနေခန့်နေရတယ်ဘဝတွေလိုပဲမြင်နေရတယ်ဒါပေမဲ့အဲ့လိုတော့တတ်မှတ်ထားလို့မရဘူးကျွန်တော်တို့ရဲ့စိတ်ဓာတ်တွေကိုဒီထက်ပိုပြီးတော့တန်မာလာအောင်လို့တဘာဝတရားမဟုတ်ရင်လည်းဘုရားသခင်ကိုယ်တိုင်ကပဲကျွန်တော်တို့ဒီလိုပုံစံနဲ့ပဲဖန်တီးနေတယ်လို့ပဲကျွန်တော်တို့ကတော့အဲ့လိုပဲတတ်မှတ်ပြီးတော့စိတ်ကွန်အပြည့်ရအောင်လို့ကျွန်တော်တို့ကြိုးစားပြီးတော့နေရမယ်ဖြစ်လာတဲ့ကံကြမ္မာတွေအကုန်လုံးလည်းကြက်ကြက်ခံရင်ဆိုင်ပြီးတော့မှဒီလိုပဲဖြစ်ပြီးတော့ကျွန်တော်တို့မလဲကြအောင်တော့ကောင်းကောင်းထူထားရမယ် ဘလို့ပဲဒုက္ခတွေပေးကြပါစေကျွန်တော်တို့ဟုတ်ပြီအဲဒီကြားထဲမှာအသက်ရှင်ပြီးတော့ကျွန်တော်တို့ရဲ့ဒုက္ခကိုဖယ်ပြီးတော့ကြည်ကြည်ပါပြိုနေတဲ့တိုင်းအောက်တွေမှာဖိနေတဲ့လူတွေအသက်ရှင်နေရတဲ့အကူအညီတောင်းခံနေတဲ့လူတွေရဲ့စိတ်ဓာတ်တွေခဏလေးအဲ့လိုလေးပြီးကျွန်တော်တို့တွေစိတ်ပြီးတော့အဲ့လိုလေးထားလိုက်အောင်ကျွန်တော်တို့ရဲ့ခံယူချက်တွေအဲ့လိုလေးပြောင်းပြလိုက်အောင်မတို့တွေဖိနေတယ်မတို့တွေဖိမိနေတယ်မတို့တွေအသက်ကိုဘယ်လိုရှင်အောင်ရုန်းကားမလဲကဲမတို့တွေဒီ တက်ပို့ပြီးတော့ဒုက္ခထက်ရှိမှာမဟုတ်လားဒီထက်ဆိုရင်ငါတို့အတက်အနေရရှိတော့တယ်ငါတို့တွေတက်ပြီးသားပြီငါတို့ဘသူတွေလောက်ခဲ့မှာလဲငါတို့တွေကိုမြင်ရောမြင်ရရဲ့လားငါတို့ရဲ့ဘဝတွေကိုမြင်ရောမြင်ရရဲ့လားမြင်ကြရရရဲ့လားကွာအဲ့လိုစိတ်နဲ့တော့ကျွန်တော်တို့တွေအတက်တော့အလကားလေးမပေးလိုက်ဘူးအတက်တယ်ဆိုကျွန်တော်တို့အတက်ရှင်အောင်ရုံးခဲ့ရမှာပဲအော်ခေါ်မယ်ဗျာအော်ခေါ်မယ်နိုင်တယ်လို့ ကျွန်တော်တို့အသက်ရောရောင်းရှင်တော်ဘူးလို့လဲအဲ့လိုစိတ်တယ်လေးတွေကျွန်တော်တို့ညီမတွေနိုင်ငံတကာဘယ်လိုကြောင့်ကုညီတောင်းပြီးတော့ဘယ်လိုကြောင့်ဆက်ဆက်ချောက်အောင်လဲဆိုတော့ကျွန်တော်ခေါ်အားပေးရတယ်ခေါ်ပေးပါတယ်ကျွန်တော်ပြောတဲ့အထဲမှာတခုခုမှားတာပါရင်လုံရတာပါရင်လည်းကျွန်တော်ဒီအရပဲကတော်ရောတောင်းမှာပါလေအကုန်လုံးဒီအခုလိုမျိုးဖြစ်နေတဲ့ကြားထဲမှာတော့ကျွန်တော်တို့ရဲ့နိုင်ငံရေးရာကိစ္စတွေအကုန်လုံးကဒီလိုပုံစံနဲ့ဖြစ်တည်နေတာမဟုတ်ဘူးကျွန်တော်ဆိုလိုတာကတော့ စစ်ဖြစ်နေတဲ့အချိန်မှာနိုင်ငံတကာကနေကျွန်တော်တို့ဒီလိုလေးတောင်မှတစ်ချက်မတားပေးမနဲ့ဒီလိုအချိန်တွေရောက်လာတဲ့အချိန်ကြမှာကျွန်တော်ပြောတာတော့ဒီခွင့်ရင်လေးကိုလည်းရအောင်ယူပါဘာဖြစ်လို့လဲဆိုတော့အခုနိုင်ငံတကာကနေပြီးတော့ကျွန်တော်တို့ဒီလိုပုံစံနဲ့လာကူညီနေတဲ့အချိန်မှာဒီလိုအချိန်တွေမှာတစ်ခါတည်းပဲကျွန်တော်တို့ရဲ့နိုင်ငံရဲ့အဖြစ်အပျက်တွေအကုန်လုံးပြင်းပြပါ အခုလိုကျွန်တော်တို့ရဲ့ဘွားတွေနေစဉ်နေတိုင်းရောဂါနေရတဲ့အရာတွေအကုန်လုံးတော့မှဖြစ်နေတဲ့ပြိပခါနဲ့ပြဿနာတွေကြားတဲ့အကုန်လုံးဒီဟာတွေပြင်မြင်ပါအဲ့ဒါဒီသူတို့ရဲ့လုံနေတဲ့နိုင်ငံရေးလမ်းစဉ်တွေထဲကနေပြီးတော့ကျွန်တော်တို့ဒီပေတီတင်တဲ့အရာတခုလိုကျွန်တော်တို့မြင်ပါတယ်အမေအောင်ဆန်းစုကြည်ကိုလည်းဒီလိုပုံစံနဲ့ပဲရအောင်ခေါ်ထုတ်ကြပါအဲ့လိုတမနာရေးဝင်းမြင့်အဲ့လိုပဲကျွန်တော်တို့တွေမျှတာတွေဆိုတော့ထင်တာတဲ့လူတွေနိုင်ငံရေးကျင်းသားတွေအကုန်လုံးလည်းဒီလိုပုံစံနဲ့ပဲကျွန်တော်တို့တွေရအောင်ဆွဲထုတ်ပေးကြပါ ညာတတ်တွေအကုန်လုံးဝိုင်းကူပေးကြပါပညာမတတ်တဲ့လူတွေအုပ်ချုပ်နေတဲ့တိုင်းပြည်တစ်ခုမှာပညာတတ်တဲ့လူတွေကဘယ်လောက်ထိအရာဝင်လာလဲဆိုတာရလာတဲ့အခွင့်အရေးကိုတော့လက်မလွတ်ပါနဲ့အစိုးရအကောင့်ပါပဲကျွန်တော်တို့ဝန်နေပါတယ်မြန်မာနိုင်ငံကြီးဖိနေတဲ့အချိန်မှာဒီလိုပုံစံကြီးတွေထပ်ထပ်မြင်နေရတာကျွန်တော်တို့လည်းလုံးဝစိတ်မကောင်းပါအခုနိုင်ငံတကာမတည်တဲ့လူငွေတွေနိုင်ငံတကာနေပြီးတော့ပေးလိုက်တဲ့ကုကာဝေးကြီးကုညီပစ္စည်းတွေအကုန်လုံးက သူတို့လက်ထက်ရောက်ချင်မှလည်းရောက်မှာသူတို့လက်ထက်မှာရောက်နေတယ်ဆိုတာလည်း international လေရင်ကွင်းကိုလာချတာ哦ရှိနေတဲ့နေရာတွေရတယ်သူတို့နေတဲ့နေရာတွေကိုဟုတ်တယ်မလားအဓိကတော့အဲ့ဒါတွေလမ်းကြည့်ရတဲ့ကျွန်တော်တို့တွေအခု ဖြစ်နေတဲ့အခက်အခဲတွေနဲ့ဒုက္ခအကျက်တဲပြီးနေတဲ့အရာတွေအကုန်လုံးလူတွေကြောင်းအော်ပါနိုင်ငံတကာကြောင်းအော်ပေးပါမြန်မာပြည်အောင်မြင်ရတော့ လိုပါရဲ့အဲဒီလိုနဲ့ပဲအဲ့ဒီကြားထဲမှာတယောက်ရဲ့အသက်ကိုတယောက်ကယ်ကြရင်းနဲ့ဘွားရဲ့တနစ်တာကိုဖြတ်တန်းနေရတဲ့အချိန်လေးကိုညမအိပ်ရလဲဖြစ်ရင်ဖြစ်မယ်နောက်တနေ့မနေ့ကိုလည်းလင်းသွားရင်လင်းသွားမယ်အဲ့လိုပဲကျွန်တော်တို့ရဲ့အသက်တွေပြိမိနေတဲ့ကြားထဲနေအော်ရမယ်တယောက်ကလည်းကယ်ဖို့အတွက်လုပ်နေရတယ်တယောက်နဲ့တယောက်ကတော့ဒီလိုဖေးဖေးမမနဲ့ကျွန်တော်တို့အတူတူပြန်သွားကြရအောင်အဲ့လိုပဲဘွားရဲ့တနစ်တာလေးကိုဖြတ်တန်းရင်းနဲ့ရှိနေတဲ့လူတွေအေဂျင့်ရဲ့ဘွားလေးကိုပန်ဆန်ရပါစေတယ် ျွန်တော်ဆုတောင်းပါတယ်နောက်တစ်ပိုင်းမှာတွေ့ကြတော့